မင်္ဂလာပါခဗျာအဲ့ဒီမြန်မာကနေပြီးတော့ဒဇမလ၄ရက်နေ့ကဘာတော်အမရှိတဲ့တူးခြားတဲ့သတင်းတွေကိုရွေးချယ်တင်ပြပေးလို့တာဖြစ်ပါတယ်တင်ပြပေးလို့တဲ့သတင်းတွေကတော့ဥရောပနဲ့စခင်ရန်အသင့်ရှိတယ်လို့ပူတင်ပြောတယ်ဆိုတဲ့သတင်း New Orleans မှာလွင်မှုကြီးကြပ်ရေးနှိမ်နှင်းမှုဖရန်စတင်နေဆိုတဲ့သတင်းအီရန်နိုင်ငံမှာရှန်ဟိုင်းပူပေါင်းအဖွဲ့ဆောင်ရွက်ရေးအဖွဲ့ဝင်နိုင်ငံများ၏အကြမ်းဖက်နှိမ်နှင်းမှုစစ်ဆင်ရေးစီးရီးလိချင်းမှုဆောင်ရွက်တယ်ဆိုတဲ့သတင်းပီရူးနိုင်ငံ Amazon ဒေသရှိ မြစ်ဒစင်းပေါ်ဆက်လိများပေါ်သို့မြကမ်းမပြူချမှုကြောင့်လူဆန်နှုတ်တည်ဆုံနေဆိုတဲ့တွင်ငရဲစင်းမှာစဖတ်ပေါင်းသုံးပြမှုများပုံမဆိုးသောစက်မကြီးဆိုင်ရာအခြေအနေများနဲ့ဆက်ဆက်မှုရှိတယ်ဆိုတဲ့တွင်တို့ကိုတင်ပြပေးမှာဖြစ်ပါတယ်ပထမဆုံးတင်ပြပေးလိုတဲ့တွင်ကတော့ဥရောပနဲ့စစ်ခင်းရန်အသင့်ရှိတယ်လို့ပူတင်ပြောတယ်ဆိုတဲ့တွင်ဖြစ်ပါတယ်လောအပ်လာရင်ဥရောပနဲ့ရင်ဆိုင်စစ်ခင်းဖို့အသင့်ရှိနေကြောင်းရုရှားသမ္မတဗလာဒီမာပူတင်က ပြောဆိုခဲ့တာကို writer တွင်ဌာနမှာဖော်ပြပါတယ် ရုရှားနဲ့ယူကရိန်းကြားစစ်ရဲဆိုင်ဆွေးနွေးမှုများဟာဥရောပနိုင်ငံတွေအကြားဝင်ပြီးယူကရိန်းအတွက်အဆိုပြုချက်တွေအကြံပြုချက်တွေထည့်သွင်းပြီးနောက်ဒီဇင်ဘာလ2ရက်နေ့မှာပူတင်ကအခုလိုသတိပေးခဲ့တာဖြစ်ပါတယ်။စစ်ပွဲကိုဆုံးသတ်နိုင်အောင်အရိကဂျောင်းဝင်ဆက်ဆက်ပေးနေတဲ့အမေရိကန်ကိုဥရောပနိုင်ငံတွေကအကြံပြုချက်တွေနဲ့ချေလည်နေတာကိုလက်မခံနိုင်ကြောင်းနဲ့ဥရောပကတင်ပြလာမယ့်ငြိမ်းချမ်းရေးအဆိုပြုချက်ဟာရုရှားအတွက်လက်ခံနိုင်စရာမဟုတ်ကြောင်းပူတင်ကပြောဆိုလိုက်ပါတယ်။ဒါပြင် ဥရောပဟာအမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့ငြိမ်းချမ်းရေးအထောက်အပံ့တွေကိုထိခိုက်အားနည်းအောင်စံဆောင်နေတယ်လို့၎င်းကဆွတ်ဆဲခဲ့ပါတယ်။လင်းနစ်နီးပါးကြာမြင့်လာပြီဖြစ်တဲ့ရုရှားကျူကျော်စစ်ကိုအဆုံးသတ်စေဖို့ဥရောပနိုင်ငံတွေကအမေရိကန်ကိုအကြံပေးထားတဲ့အဆိုပြုချက်တွေကိုယူကရိန်းသမ္မတဇလန်စီကလက်ခံခဲ့တယ်နော်။ပူတင်ကအခုလိုစကားတွေနဲ့တုံ့ပြန်ခဲ့တာလို့သိရပါတယ်။ဆက်လက်တင်ပြပေးလိုတဲ့သတင်းတစ်ပုဒ်ကတော့ New Orleans မှာလူဝင်မှုကြီးကြပ်ရေးနှိမ်နှင်းမှုထရန့်စတင်နေဆိုတဲ့သတင်းဖြစ်ပါတယ်။ အမေရိကန်အမိမြေလုံခြုံရေးဌာနတရားရှစ်စာဒီဇင်ဘာလ3ရက်နေ့ကစပြီး New Orleans မှာလူဝင်မှုကြီးကြပ်ရေးနှိမ်နှင်းမှုစတင်ခဲ့တယ်လို့ writer သတင်းဌာနမှာဖော်ပြပါတယ် New Orleans ဟာဖရန်ဆိုရဲ့ပြစ်မှတ်ထားခံရတဲ့ Democratic Party ဥဆောင်တဲ့မြို့တစ်မြို့ဖြစ်ပါတယ်စိုးစုံတွေကိုဖယ်ရှားပြစ်မယ်ဆိုပြီးကျိန်းဝါက New Orleans မှာသမ္မတထက်ရဲ့လူဝင်မှုကြီးကြပ်ရေးနှိမ်နှင်းမှုစတင်ခဲ့တာပါဒါဆိုမှုကိုတိုက်ဖြတ်ဖို့သူ့ရဲ့အင်ဂျီရောမဲဆွယ်စီယုံးကာလာတွင်လှုပ်ဆောင်မယ်လို့ ဂရိပြုထားတဲ့လူဝင်မှုကြီးကြပ်ရေးနှိမ်နှင်းမှုကိုကူညီဖို့အတွက်မြို့တွေမှာတပ်ဖွဲ့ဝင်တွေလွှတ်တယ်လို့သမရထရန့်ကပြောကြားခဲ့ပါတယ်။အမေရိကန်တောင်ပိုင်းမြို့ဆောင်တပ်တွေစစ်လွတ်ဖို့စီစဉ်ထားကြောင်းပြောပြီးတရားကြားမှာလွတ်ဆောင်ခဲ့တဲ့နယူးအော်လင်းရှိဒေးဆက်နှိမ်နှင်းမှုဟာလော့အန်ဂျလစ်ဝါရှင်တန်နဲ့မန်ဖစ်တိုမှာလွတ်ဆောင်ခဲ့တာနဲ့လည်းဆင်တူဖြစ်တယ်လို့သိရပါတယ်။ဆက်လက်တင်ပြပေးလိုတဲ့သတင်းတစ်ပုဒ်ကတော့ အီရန်၌ရှန်ဟိုင်းပူးပေါင်းရေးအဖွဲ့ဝင်နိုင်ငံများ၏အကြမ်းဖက်နှိမ်နင်းမှုစည်းရေးလိကျင့်မှုဆောင်ရွက်တယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဝင်နိုင်ငံများ၏အကြမ်းဖက်မှုနှိမ်နင်းရေးစည်းရေးလိကျင့်မှုများကိုအီရန်နိုင်ငံအနောက်မြောက်ပိုင်းရှိအရှေ့အဇာဘိုင်ဂျန်ပြည်နယ်မှာဒီဇင်ဘာလ၁ရက်နေ့မှာစတင်ဆောင်ရွက်ခဲ့ပါတယ်။စာဟန်း၂၀25အမိရတဲ့၎င်းစစ်စင်ရေးကိုအီရန်အစ္စလာမစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့ရဲ့မြေပြင်တပ်ဖွဲ့ကဦးဆောင်ပြုလုပ်ခြင်းဖြစ်ကား၅ရက်ကြာမြင့်တာဖြစ်ပါတယ်။၎င်းစစ်စင်ရေးကို အီရန်တပ်မတော်စီးစီးဖွဲ့အီရန်အစ္စလာမစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့အီရန်နိုင်ငံသားရေးဝန်ကြီးဌာနနဲ့ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဒေသဆိုင်ရာအကြမ်းဖက်မှုတိုက်ဖျက်ရေးအဖွဲ့တို့ကပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်းအီရန်အစ္စလာမစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့မြေပြင်တပ်ဖွဲ့မှပြည်သူ့ဆက်ဆံရေးတာဝန်ရှိသူရှာရန်အကာရင်းကပြောပါတယ်အီရန်မှာပြီးခဲ့တဲ့နှစ်များတွင်ကအကြမ်းဖက်သမားများရဲ့တိုက်ခိုက်မှုကြောင့်ကလေးနဲ့မျိုးသမီးပါဝင်ဒေသခံ18000ကျော်သေဆုံးခဲ့တဲ့ဖြစ်အကြမ်းဖက်မှုတိုက်ဖျက်ရေးကို လေးထားဆောင်ရွက်နေခြင်းဖြစ်ကြောင်း၎င်းကပြောပါရယ်ခုဆောင်ရွက်တဲ့စစ်စင်ရေးဟာရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့အဖွဲ့ဝင်နိုင်ငံများအကြားဆောင်ရွက်တဲ့ဒုတိယအကြိမ်မြောက်အကြမ်းဖက်မှုတိုက်ဖျက်ရေးစီးရေးလေ့ကျင့်မှုဖြစ်တယ်လို့သိရပါတယ်ရှန်ဟိုင်းပူးပေါင်းဖွဲ့ဟာအဖွဲ့ဝင်နိုင်ငံများအကြားပထမအကြိမ်အကြမ်းဖက်မှုတိုက်ဖျက်ရေးစီးရေးလေ့ကျင့်မှုကိုပြုနိုင်ငံအနောက်မြောက်ပိုင်းရှင်ဂျီဝီဂါကိုပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ2024ခုနှစ်ဇူလိုင်လမှာဆောင်ရွက်ခဲ့ပါတယ်ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အားယူရီရှားဒေသ နိုင်ငံရေးစီးပွားရေးနဲ့နိုင်ငံတကာလုံခြုံရေးအတွက်ဖွဲ့စည်းထားခြင်းလည်းဖြစ်ပါလေ။ဆက်လက်ကြပြပေးလိုတဲ့သတင်းတစ်ပုဒ်ကတော့ပြည်ဦးနိုင်ငံမဆုံဒေသရှိမြစ်တွင်းသွားနေတဲ့ဆက်လီဘော်ရေကမ်းမပြိုကျမှုကြောင့်လူဆန်းနှုတ်တည်ဆုံးတယ်ဆိုတဲ့သတင်းဖြစ်ပါလေ။ပြည်ဦးနိုင်ငံမဆုံဒေသမှာမြေကမ်းမပြိုကျမှုတည့်ရက်ဒီဇင်ဘာလ၁ရက်နေ့မှာဖြစ်ပွားခဲ့ရာရာဒီမြစ်ထဲမှာဆက်လီ၂၀နှစ်မြုပ်ခဲ့ပြီးအသက်ရှင်ကျန်သူများကိုကယ်ဆယ်ရေးဖွဲ့ဝင်များကရှာဖွေနေကြောင်း ဒေသခံမီဒီယာများကဖော်ပြကြပါတယ်။အဆိုပါမြေပြိုကျမှုအတွင်းအနည်းဆုံးလူ12ဦးသေဆုံးပြီး20ဦးဒဏ်ရာရရှိခဲ့ကြောင်းအာဏာပိုင်များကဒီဇင်ဘာလ1ရက်နေ့မှာပြောပါတယ်။ဒေသခံကျန်းမာရေးအာဏာပိုင်များကလူနှစ်ယောက်ဟာပျော်ဆုံးနေဆဲဖြစ်ပြီးကယ်ဆယ်ရေးလုပ်ငန်းများကိုပံ့ပိုးနိုင်ရန်အတွက်ရဲတပ်ဖွဲ့နဲ့ရဲတပ်တပ်ဖွဲ့များရဟန်းရင်များကိုထိုဒေသသို့ဆေးလွှတ်ထားကြောင်းပြောကြားမြေပြိုကျမှုဟာမြို့တော်လီမာမ435ကီလိုမီတာ258မိုင်အကွာ ယူကာရာလီမြစ်ကိုဖြတ်သန်းသွားသောအမေဇုန်ဒေသတစ်တော်တွင်ရှိအီပါရီယာမြစ်စိတ်ကမ်းမှာဒေသစံတော်ချိန်နနက်4:20မှာဖြစ်ပွားခဲ့တာဖြစ်တယ်လို့သိရပါတယ်။နောက်ဆုံးတင်ပြပေးလိုတဲ့သတင်းကတော့ငရဲစင်မှာစမဖုံးသုံးပြုမှုပုံမဆိုးွားသောစက်မိုင်ဆိုင်ရာအခြေအနေများနဲ့ဆက်ဆက်မှုရှိတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။အသက်ငရဲစင်ချိန်မှာစမဖုံးသုံးပြုခြင်းမှာဆိုးွားသောစက်မိုင်ဆိုင်ရာအခြေအနေများနဲ့ဆက်ဆက်မှုရှိကြောင်းဒီဇင်ဘာလ1ရက်နေ့မှာဂျာနယ်တစ်စောင်မှာဖော်ပြထားမှုရသိရပါတယ်။ ပေဒီထရစ်ဂျာနယ်မှာဖော်ပြထားသောအဆိုပါသူတေသနာပြုမှုမှာစေကျော်တက်ရဲ့အုံနောက်နဲ့တင်မြင်မှုဆိုင်ရာလေးလာမှုတရမှာပါဝင်ခဲ့သောအသက်၁၂နှစ်အရွယ်ကလေးငယ်ပေါင်းတထောင်ကျော်ရဲ့ဆက်လက်များကိုခွင့်ချမ်းစိတ်ပြပြီးလေးလာခြင်းဖြစ်ပါတယ်။အသက်၁၂နှစ်အရွယ်စမတ်ဖုန်းအသုံးပြုသူများဟာစမတ်ဖုန်းအသုံးမပြုသူများနဲ့နိုင်ရှင်ကြည်လင်စိတ်ရကြခြင်းအဝလွန်ခြင်းနဲ့အိပ်ဆက်ချိန်မလုံလောက်ခြင်းတို့ကို ဖြစ်ပေါ်စေပြီးစူဝါသောချမ်းမာရေးအနေအမြများနဲ့ဆက်နွယ်နေတယ်လို့လေးလာမှုမှာဖော်ပြပါတယ်။ လေးလာမှုရဲ့ရလက်များအရရေးပါပြီးအချိန်မီသောထုတ်တင်သိမြင်မှုများကိုပေးဆပ်နိုင်ကြောင်းထို့ကြောင့်၎င်းရလက်များမှာစေချောသက်လူငယ်များရဲ့စမတ်ဖုန်းအသုံးပြုမှုနဲ့ပတ်သက်ပြီးအုတ်ထိန်သူများကိုအသိပေးတင်ကြောင်းလူငယ်လူရွယ်များကိုအကာအကွယ်ပေးရန်ရည်ရွယ်တဲ့အများပြည်သူဆိုင်ရာမူဝါဒများရေးဆွဲရမှာလဲအထောက်အကူပြုစေတင်တယ်လို့ဖော်ပြထားတယ်လို့သိရပါတယ်။ဒီကနေ့ဖော်ပြပေးခဲ့တဲ့သတင်းတွေကတော့ကမ္ဘာတစ်လောမှာရှိတဲ့ထူးခြားတဲ့သတင်းတွေကိုရွေးချယ်အကောင့်တို့တင်ပြပေးလိုက်တာဖြစ်ပါတယ်။ ားလုံးကိုစိတ်နှပြကျမ်းမာရှင်လန်းကြပါသည်ခင်ဗျာ